ကဲအားလုံးပဲမင်္ဂလာပါလို့တပန်ထပ်ပြောပြရစေဇီရီဖော်ယူကနေပြီးတော့ပြန်လဲကြိုးစားပါရီဒီနေ့မှာတော့အရန်ကိုမှချစ်စရာကောင်းတဲ့ဇီရီစာကားတွေကိုကြိုင်းနေတတ်ကြတဲ့ပရိသတ်တွေအတွက်ဇီရီလိုက်ထွက်ထားတဲ့ဇာကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါရီခင်ဗျဇာကားရဲ့နာမည်ကတော့ round 10 love for death ဖြစ်ပြီး round 10ရဲ့ series ကတစ်ခုပဲဖြစ်ပါရီဒီဇာကားကတော့2009ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာပါဒီဇာကားရဲ့ဇဝင်ကတချို့ဟာသွေးတံရေအပြောက်ွက်တီရဲဆက်ဆက်တက်ပြတ်တဲ့ပြောက်ွက်တီပါဝင်တာမလို့နှလုံးမကောင်းတဲ့သူတွေလုံးဝမကြည့်သင့်ပါဘူးနော် အဲနောက်ပြီးတော့တချို့ဇဝင်ကန်းတွေမှာလေမောင်းတဲ့နှမသားနဲ့အမိအရွယ်မရောက်သေးတဲ့သူတွေကြီးပေါ်မတင်တော်ဘူးဆိုတာကိုတော့ကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့တတော်ကြီးများပေးလိုက်ပြရစီခင်ဗျာကဲအဲ့တော့ recap လေးကိုစတင်လိုက်ကြအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းပဲ04ကနေပြီးတော့အစီအစဉ်တင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါရီး စကားရေးစားကတော့ကောလိပ်ကျောင်းသားလေးတယောက်ဟာအနောက်ဗာဂျီးနီးယားကစမ်းကျောင်းလေးတိုင်းလေင်းနဲ့ပျော်ပွဲစားထွက်နေပါ ರೀ သူတို့ဟာအဲ့ဒီစမ်းကျောင်းလေးအနီးမှာပဲစခန်းချပြီးနေနေကြတာပါဒါပေမဲ့သူတို့တွေကအဖော်တယောက်ဖြစ်တဲ့ tree ကအဆက်အသွယ်မရတဲ့အတွက် Alex ကသူ့ကိုတောထဲမှာလိုက်ရှာဖို့အတွက်ဆုံးဖြတ်လိုက်ပါ ರೀ Sophie နဲ့ Brando ကတော့ကန့်မှာနှစ်ယောက်တည်းဂျန်ခဲ့ပြီးတော့သူတို့တွေချစ်တင်တော့နေတဲ့အချိန်မှာလူသက်သမားပြစ်လိုက်တဲ့မြားက Sophie ရဲ့နောက်စီးကမျက်လုံးအထိကိုဖောက်ဝင်လာခဲ့ပြီးတော့သူမှလည်းပွဲချင်းမိသေးဆုံးသွားခဲ့ပါ ರೀ အတော်ဆိုးရဲကောင်ကောင်းကင်ရောက်နေမှာလှုပ်ချရတယ်လို့ ဘရန်ကတော့နေရာကထွက်ပြေးသွားပြီးတော့အဲဒီအချိန်မှာပဲ LS ကဒီနေရာကိုပြန်ရောက်လာခဲ့ပါတယ်။လက်သုံးယောက်လူရဲသမားကဆိုဖီးရဲ့မျက်လုံးကိုအစိမ့်တိုင်းစားလိုက်တာကိုပုံအောင်နေရာကနေပြီးတော့မြင်တွေ့ခဲ့ရပါတယ်။အဲဒီအချိန်မှာထင်းနေတည်လာတဲ့ထရေးကဒီနေရာကိုထပ်မံရောက်လာပြီးတော့မြင်ကွင်းကြောင့်လမ်းဖြတ်ပြီးတော့ပြေးသွားကြပါတယ်။လက်သုံးယောက်ဟာသူ့နောက်ကနေထက်ချက်မကွာလိုက်သွားခဲ့ပြီးတော့တနေရာအရောက်မှာတော့သူ့ကိုလည်းမိသွားခဲ့ပြီးလေချောင်းတွေကိုတသားအချုံကြီးကိုထိုးထည့်ကတပ်ပစ်လိုက်ပါတယ်။ဘရန်ကတော့လူသက်သမားရဲ့ထောင်ချောက်ထဲမှာမိသွားခဲ့ပြီးတော့အစိမ့်စိမ့်ပိုင်ပိုင်ဖြစ်ကသေဆုံးသွားခဲ့ပါပြီ။ အဲဒီချိန်မှာတော့ចောင်းသူ ALS ကတဦးတည်းသောရှင်ကြံသူဖြစ်သွားခဲ့ပြီးတော့တောထဲမှာပဲပုံအောင်နေရပါတယ်။တခြားတစ်ဖက်မှာတော့နောက်ဗာဂျီးရီးယားအချင်းထောင်မှာအချင်းသားတို့ကိုထောင်ပြောင်းပေးရဖို့အတွက်ကိစ္စလေးတခုရှိနေပါတယ်။သူတို့ကိုချုပ်ကားနဲ့တဲဆောင်သွားဖို့ရဲတပ်ဖွဲ့ဝင်၃ဦးကတာဝန်ပေးခံရပြီးတော့အချင်းသား၅ယောက်ထိထောင်ပြောင်းပေးရမှာပါ။အဲဒီထဲမှာချာဗက်စုသူကနာမည်ကြီးရာဇဝင်ခိုင်းကောင်းဆောင်ဖြစ်ပြီးတော့အဲဒီအချက်ကြောင့်ပဲအာနာပိုင်တွေကသူတို့ကိုတဲဆောင်သွားမဲ့လမ်းကြောင်းကိုပြောင်းလဲဖို့စီစဉ်နေရပါတယ်။အချောင်းကတော့ချာဗက်ရဲ့ခိုင်းသားတွေကအချုပ်ကားကိုစီးနေပြီးတော့သူတို့ခေါင်းဆောင်ကိုကဲထုတ်သွားမှာမလို့လားလို့ပါပဲ။ တလောက်အန်ရရှိတဲ့သူကိုရဲသား၃ယောက်နဲ့လွတ်တယ်ဆိုတာကတောင်းတိုင်းုံ brain level နေတော့မရပါဘူး။နောက်ထပ်လေမူလသတ်မှတ်ထားတဲ့လမ်းကြောင်းကိုမရွေးချယ်ဘဲနဲ့အနောက်ဗာဂျီးနီးယားတောင်းထဲကနေဖြတ်သွားတဲ့ဆက်ကူဆက်ယုံလမ်းကိုလွတ်ဝဲရွေးချယ်လိုက်ပါရည်။ဒီလမ်းဝင်းကျင်ကလူသားစားလူသက်ကောင်တွေရဲ့တရင်းနဲ့အတူတူအန်ရအများလုံးနဲ့လမ်းဖြစ်ပါရည်။ကျွန်တော်အဲ့ဒါကိုပြောချင်တာပါ။ကျွန်တော်တင်ဆက်ပေးနေတာ၃မိုင်းရှိပြီ။အခုချိန်ထိဒီဆက်ကူဆက်ယုံလမ်းကအန်ရများပါရည်ဆိုတာကိုအဲ့ဒီလိုပဲပျော်ပွဲစားလာထွက်လိုက်။ TV show လာရဲလိုက်နဲ့တော်တော်လေးကမှစတန့်ထွင်ကြရတဲ့ကောင်းနေပါ။ အဲဒါမဲ့လည်းတပ်ဖွဲ့ဝင်တွေကဒီလမ်းကြောင်းမှာရွေးချယ်လိုက်ပြီးတော့အကျဉ်းသားတွေကိုတင်းဆောင်ကခီးကိုစတင်ခဲ့ပါရီသူတို့ကလမ်းခုလက်မှာရှိတဲ့ရဲစခန်းတစ်ခုမှာခေတ္တခဏရန်နာလိုက်ပြီးတော့ရဲမှုကားနဲ့လက်ထောက်အရာရှိလင်းတို့ကိုဝင်တွေ့ပါရီနောက်ထပ်ပြောက်ွက်တစ်ခုမှာတော့လက်သုံးချောင်းလူသားမားကကလေးအရွယ်သားရှိသေးတဲ့ခြေသုံးချောင်းမိစားလေးကိုအစာခွန့်ကျွေးနေပါရီအစာကတော့လူရဲ့လက်တချောင်းမှာသူတို့တွေကဦးလေးနဲ့တူတော်ဆဲကြပြီးတော့ဒီကလေးကပြီးခဲ့ဇလန်းမှာတော့ငါမွေးလိုက်တဲ့ကလေးပဲဖြစ်ပါရီသူကတိတ်ကိုငယ်သေးရဲ့ဆိုပေမဲ့လူသက်ထောင်ချောက်တွေကိုဘလို့ပြင်ဆင်ရမလဲဆိုတာသိနေပါပြီ ြီးရတာမိစ္ဆာတွေကလူရီထက် brain level ပိုတာနေတဲ့ပုံပါပဲထောင်ချောက်ကသူ့အပေါ်ပြီးနေလို့ဦးလေးဖြစ်တဲ့လက်သုံးချောင်းကသူ့ကိုကူညီပေးရပါတယ်သူတို့ကထောင်ချောက်ကိုထောင်ပြီးတော့နေရာကနေထွက်သွားခဲ့ကြပါတယ်ရဲစခန်းမှာခီးတစ်ထောင်နားပြီးတော့တာဝန်ကျရဲသုံးဦးကသူတို့ရဲ့ခီးကိုဆက်လက်ပြီးတော့ထွက်လာခဲ့ကြပါတယ်သူတို့တွေကဆက်ကူဆက်ယုံလမ်းတွေကိုဝင်လိုက်တဲ့အခါမှာတော့ကားကြီးကအနောက်ကနေပြီးတော့အသေးတန်လိုက်လာနေအောင်တွေ့ရပါတယ်ရဲရရှိတွေကတော့ဂိုင်းကောင်းဆောင်ခြားဖက်ကြီးရဲ့တပည့်တွေကသူတို့ဆရာကိုကယ်ဖို့လိုက်လာနေရလို့ထင်နေကြပါတယ် မကြာခင်မှာပဲရဲရဲအချုပ်ကားကပလိဒံစူးကျိုးတွေကိုနီးမိပြီးတော့ကားတာယာတွေကွဲထွက်ကုန်ကကားလမ်းရဲ့ဘေးကိုအချိန်နဲ့ထိုးကျသွားပါရီရီးသားဟောင်းလိုပါပဲပလိဒံစူးကျိုးဆိုရဲအကွက်ဟောင်းတစ်ခုတည်းကိုပဲထက်ခါထက်ခါတုံးနေတာပါဒါလေးပဲအလုပ်ဖြစ်နေလို့မှာပဲအဲဒီနောက်တော့အနောက်ကနေလိုက်လာတဲ့ကားတွေကနေပြီးတော့လက်တုံးကြောင့်လူသက်သမားကထွက်လာခဲ့ပြီးတော့ရဲသားတွေကတော့မင်းတို့နောက်ပိုင်းက AC လေးပဲလုပ်ပေးမယ်ဆိုပြီးတော့မတိုက်ခိုက်သေးဘဲနဲ့ကြည်နေပါရီပေါက်သွားတဲ့ကားတွေကနေပြီးတော့အချုပ်သားတွေကိုရဲသားတို့ကအပြုံထုတ်ပေးနေပါရီ ဒါမဲ့လေအကြံသမား Charles ကရဲရရှိအလင်းငိုက်ဖြစ်သွားတာကိုအခွင့်ကောင်းယူပြီးတော့တိုက်ခိုက်လိုက်ပါရီဒုလက်ထဲကိုလည်းတနက်ကရောက်သွားခဲ့ပါရီဒါမဲ့လေရဲရရှိပါစလိုကတနက်နဲ့သူ့ရဲ့နောက်ကနေချိန်လိုက်တာကြောင့်မလို့သူဟာလေးပဲလက်ရှော့လူခမန်ဖြစ်သွားပါရီအဲဒီမှာပါစလိုရဲ့လေပင်းကိုဓာတ်ချောင်းစိုက်ဝင်သွားပါပြီအားလုံးကဒီတိုက်ခိုက်မှုကို Charles ရဲ့လူတွေကလုံနေကြတယ်လို့ထင်နေကြပါရီတကယ်တော့အဲ့လိုမဟုတ်ဘဲနဲ့မြားတချောင်းက Charles စီကိုဥတီရောက်လာပြီးတော့ကက်တီလေးလွဲသွားခဲ့ပါရီအဲဒီတော့မှဒီတိုက်ခိုက်မှုက Charles ရဲ့စနက်မဟုတ်ကြောင်တည်သွားခဲ့ပြီးတော့အပြန်အလှန်ပြစ်ခတ်မှုတချို့လုပ်ခဲ့ပါရီ ဂျာဗက်စ်ကလည်းအချုပ်သားတွေကိုတောဖွင့်ပေးဖို့ရဲရရှိနေကိုတနက်နေ့ချိန်ပြီးတော့ခိုင်းပါရီနေကတော့အမောင်းနေတဲ့ကားထဲမှာဖြစ်ပြီးတော့မကြခင်ကားကလည်းမီးလောင်တော့မှမလို့တော်ရီယူဖို့မဖြစ်နိုင်ဘူးလို့ပြောပါရီနောက်ပြီးတော့ကားထဲမှာတခြားရဲရရှိဝေါ်တာလည်းရှိနေသေးပြီးတော့သူ့အကယ်တင်းဖို့လိုအပ်နေလို့နောက်တော့နေကကားစီကိုသွားပါရီသူကတော်ရီကိုလည်းယူနိုင်ခဲ့တယ်လို့ဝေါ်တာကိုလည်းကယ်နိုင်ခဲ့ပါရီတို့ရဲ့အပြင်ရောက်တာနဲ့ကားကပေါက်ကွဲသွားပါရီဂျာဗက်စ်ကနေကိုတတ်ဖို့အတွက်လုံးဝမယူရထားပါဘူး ဒီလူတွေထဲမှာနေကအယုံကြည်ရဆုံးလို့သတ်မှတ်လိုက်ပြီးတော့နေကပဲဒီတော်တွေကနေပြီးတော့သူတို့ကိုအပြင်ထုတ်နိုင်မယ်လို့ထင်နေကြပါရီသူတို့ကတန်အခြေချင်းနေကြောင်မလို့ခီးသိမ့်မတွေ့မဲနဲ့ခက်ခဲခဲသွာလာနေရပါရီတနေရာရောက်မှာတော့ကောင်မလေးယောက်ကသူတို့ကိုခုံအုပ်တိုက်ခိုက်ပါရီသူမကအဲ့ဒီအဖွဲ့ကိုလူသသမားအဖွဲ့လို့ထင်နေရပါသူမကတော့အဲလက်ဆိုတဲ့ចောင်းသူမလေးဖြစ်ပြီးတော့ចောင်းသား၄ယောက်ထဲကကြံရင်နေတဲ့တူဦးရဲတော်သူပဲဖြစ်ပါရီသူတို့ချင်းစကားပြောကြည့်တဲ့အခါမှာတော့တောထဲမှာလူသားတွေနဲ့မတူတဲ့မျက်နှာပိုင်းရှင်လူသသမားတွေရှိကြောင်းသူတို့ကလူတွေကိုတတ်ပြီးတော့စားတောက်နေကြကြောင်းသတင်းပေးခဲ့ပေမယ့် LS ရဲ့စကားကိုစောက်ပိန်းတွေကတော့မယုံခဲ့ကြပါဘူး။ Jarvis က LS ကိုစကန်ချခဲ့နေရာကိုသူတို့ကိုခေါ်သွားဖို့အတွက်အမိန်ပေးပါရီ။ Jarvis ကရိုင်းပြကျန်းတန်းပုံရှိတော့ LS ကလည်းအာမခံရေးပါဘူး။အဲမှာသူတို့သွားနေနေတနည်းအားရောက်မှာတော့အမှောက်နေရဲ့ကားစီးကိုတွေ့ရပြန်ပါရီ။အဲကလောကြနေပြီးတော့သူတို့ဖွင့်ဖို့ကြိုးစားနေပါရီ။နေကတော့နေတော်ရဲတွေကိုတွေ့လိုက်ရလို့ဓာတ်ဖတ်ပြီးတော့ယူလာဖို့ water ကိုပေးလိုက်ပါရီ။ Trucker တစ်စီးကိုစစ်စစ်ဖို့လုပ်နေတဲ့အချိန်မှာမြောင်များလာစွာသောငွေထုတ်တွေကိုတွေ့လိုက်ရပါသည်။အဲဒီမှာလူတွေကလည်းအံ့ဩနေကြပြီးတော့ Charles က တယောက်ကိုငွေတော့နှစ်ထုံလုံးတဲရမယ်လို့အမိန်ပေးလိုက်ပါတယ်အမေ तू ကဆရာကြီးဖြစ်နေတာဒါမဲ့လေဝေါ်တာကဒဏ်ရာရထားလို့ तू ကမတင်နိုင်ဘူးလို့ပြောပါတယ်အဲ့တော့ Charles ကလည်းဒဏ်ရာရနေလေမဖြစ်မနေတဲရမယ်လို့အမိန်ပေးတဲ့ခါမှာတော့ဝေါ်တာကဖွားထားတဲ့တနက်ကိုထုတ်ပြီးတော့ပြစ်ဖို့ချိန်လိုက်ပါတယ်ဒေမီကောင်ခမရလည်းကန်ဆိုးကျင်တော့တနက်ထဲမှာကြည်စံအပါမလာခဲ့ပါဘူးအဲ့မှာသူဟာ Charles ရဲ့လက်ထက်ကရေးဖြစ်သွားပြီးတော့တနက်နေ့အပြစ်သက်ခံလိုက်ရပါပြီ။နေကလည်းဘာမှမကူညီနိုင်မင်းနဲ့သူကိုယ်တိုင်က Charles ရဲ့လက်အောက်မှာတေးရတော့မလို့မျိုးခံစားနေရပါပြီ ဂျာဗက်စ်ကသူ့ရဲ့အစီအစဉ်တိုင်းတယောက်ကိုငွေနဲ့ထုတ်စီတဲခိုင်းပြီးတော့ခီးဆက်ခဲ့ပါရီအဲလက်ကရှေးဆုံးကနေသွားနေပြီးတော့တနည်းအားရောက်မှာတော့လူမိတ်စာတွေထောင်ထားတဲ့ထောင်ချောက်ထဲကိုရောက်တော်မလို့ဖြစ်သွားပြီးတော့နှိတ်ကပဲကေတင်ခဲ့ရပါရီသူတို့ရေလွမြောက်သွားခဲ့ပြီမဲ့တရွတ်တီအောက်မှာပုံနေတဲ့ခြေသုံးချောင်းလူသားသမားကရုတ်တရက်ထွက်လာပြီးတော့သူတို့ကိုစတင်တိုက်ခိုက်ခဲ့ပါပြီဂျာဗက်စ်ကလည်းခြေသုံးချောင်းကိုတနက်နဲ့ပြတ်တက်လိုက်ပါရီအခုမှအဲလက်ပြောတဲ့တရေပြောင်းလူသားသမားတွေအကြောင်းကိုယုံသွားကြပြီးတော့ဒီလူတွေကသူတို့ကြောင်းသားအုပ်စုကိုတိုက်ခိုက်ခဲ့တဲ့လူမဟုတ်ဘူးလို့ Alex ကပြောပါရီသူတို့ဟာခြေသုံးချောင်းရဲ့ခေါင်းကိုဖျက်တောက်ပြီးတော့ငုတ်ချုံမှစိုက်ထားခဲ့ပါရီ အဲ့တော့တွေ့တော့လက်သုံးချောင်းကလည်းအလုံးမစိတ်ဆိုးသွားပြီးတော့နောက်ကနေလိုက်သွားခဲ့ပါရီသူတို့ဖွဲ့ရီသွားနေနေတွဲလောင်းချနေတဲ့အရာကိုချားဘက်ကဆွဲလိုက်ပါရီဒါမဲ့ဝီလီကဒါထောက်ချောင်းမှန်းသိပြီးတော့ချားဘက်ကိုတွန်းလဲလိုက်ကကယ်ဆယ်လိုက်ပါရီသူမြောက်ကယ်လိုက်ပေမဲ့သူကတော့ထမ်းမြက်တဲ့ဓာိုင်းနဲ့အပိုင်းခံလိုက်ရပြီးတော့နေရာမှာရိမဲ့တေသွားခဲ့ပါရီချားဘက်ကဝီလီကိုကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့စရောက်တွေကိုဖျက်တောက်ပေးလိုက်ပါရီတန်ချေချင်းတွေကတွဲခတ်ထားတာမလို့ဒါမှလည်းပဲလွတ်လပ်လပ်သွားနိုင်မှာပါအခုတော့သူတို့ကအန်ဒီရဲ့မြေမှန်းသိလို့ခတ်တုတ်တုတ်ခီးသွားနေကြပါပြီ လက်တော့ရရရှိလိန်ကပြီးခဲ့တဲ့၄ရက်တုန်းကအကြောင်းသား၄ယောက်ပျောက်ဆုံးနေရဆိုတဲ့သတင်းကိုရထားလို့အချုပ်သားတွေကိုဥဆောင်ခေါ်သွားတဲ့နေစီကနေဘာဆက်သွယ်မှုမှမရတဲ့အတွက်ကိုရိုင်းစုံစမ်းစစ်ဆေးဖို့တက်ဆုံးဖြတ်လိုက်ပါရီသူယုံကြည်တာကသူရဲ့အချုပ်ကားကိုခြားဖက်တဲ့သူ့ရဲ့လူတွေကထိန်းချုပ်လိုက်ပြီလို့ယူဆနေရပါသူတို့ကဒီဖြစ်စဉ်တစ်ခုကိုအတူတူစုံစမ်းဖို့အတွက်ဆုံးဖြတ်လိုက်ကြပါရီခြားဖက်စုအဖွဲ့စက်ကူစက်ယုံဟောင်းကိုရောက်တော့သူတို့ဟာရဲတွေနဲ့တန်းချေတင်းတွေကိုခုတ်ဖြတ်လိုက်ကြပါရီမကြခင်မှာပဲလက်သုံးယောက်ရဲ့ထရက်ကားရထားတာကိုတွေ့လိုက်ရပြီးတော့ဒါသူတို့အတွက်ထောင်ချောင်းဆိုတာကိုသိနေပါရီ ဲ့လိုတင်းဒီလေးရနဲ့ခြားဘက်ကအချုပ်သား Crawford ကိုအဲ့ထရကားစီကိုတွားကြည့်ဖို့ဖိအားပေးခိုင်းစီပါရီ Crawford ကတော့ကားနောက်ပိုင်းချင်းနဲ့ချိန်ဆွဲခံလိုက်ရပြီးတော့လက်သုံးချောင်းကကားကို Dragon မောင်းပြေးပါရီအဲ့တော့ Crawford တောက်လည်းဘာပြောကောင်းမလဲကတိရလန်းနဲ့နှခမ်းချင်းနမ်းပြီးတော့ဒီဟုတ်တိုက်ဆွဲခံရသလိုဖျက်သွားခဲ့ပြီးတေးဆုံးသွားပါပြီအဲ့တော့မကြေနပ်တဲ့အချုပ်သား Flight ကခြားဘက်ကိုအလင်းငိုက်နောက်ကနေပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့ပါရီသူတို့ချင်းလုံးတွေသဘုံနေတဲ့အချိန်မှာ Nate နဲ့ Alex ကအဲ့နေရာကနေထွက်ပြေးခဲ့ပါရီနေပေါင်း Nate ကရဲမဟုတ်လား မတိုက်ဘင်းနဲ့ဘာလို့ထပ်ပြေးရလဲ။သူလဲရဲလေပေါရင်းရမှာမဟုတ်တာပြေးမှာပေါ့ဟာ။ Chavez က flight ကိုတေးလူမျိုးပါရိုက်နှက်ခဲ့ပြီးတော့နေရာမာရင်ထားရကနောက်ထပ်အကျဉ်းသား Brandon နဲ့ပဲခီးကိုဆက်လာခဲ့ပါရီ။ရဲမှုကသူတို့ရဲ့ချုပ်ကပြက်တဲ့နေရာကိုရောက်တော့သူဆက်သွေလို့ရမယ့်နေရာမှန်သမျှကိုဖုန်းဆက်ပါရီ။ပြီးတော့သူကတော်ရီကိုသွားပြီးတော့နှိတ်ကိုရှားပါရီ။ရဲခွေးကိုလည်းသူနဲ့အတူတူခေါ်သွားခဲ့ပါရီ။ Brandon ကသူတို့ငွေထုတ်တွေကိုတဲသွားတဲ့အချိန်နှိတ်ကိုအရင်ရှာတဲ့ကြောင်အဲ့လိုမဟုတ်ရင်တော်ရင်မှာတန်းတရားလေးနေပြီလို့အကြံပေးပါရီ။ ဂျာဗက်စ်ကလည်းဒါကိုသဘောတူလိုက်ပြီးတော့ငွေထုတ်တွေကိုယာယီသဘောခဏထားခဲ့ပါတယ်။သူတို့ကနေ့ကိုခလန်လက်မှပြန်ဖမ်းမိခဲ့ပြီးတော့ဂျာဗက်ကဒေါသကြီးတက်မလို့လုပ်ပါသေးတယ်။ဒါပေမဲ့နေ့ကဒီနီနာမှာနိုင်စင်တစ်ခုရှိကြောင်းအဲဒီကိုရောက်တာနဲ့အဆက်အသွယ်တွေရမယ်လို့ကြေပြီးပါတယ်။အဲဒီတော့ဂျာဗက်စ်ကချွေးချက်အနေနဲ့အသက်ချမ်းသာပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေနိုင်စင်ကိုရောက်တဲ့အခါမှာတော့လက်သုံးချောင်းနှုတ်ဖဲကမီးရှို့ထားလို့ပြာကျနေပါပြီ။အဲဒီမှာမျောလင်းချက်ကုံဆုံးသွားတဲ့ဂျာဗက်စ်ကနေ့ကိုတက်မလို့လုပ်ပါတယ်။ဒါပေမဲ့ရုတ်တရက်ရဲမှုရောက်လာခဲ့ပြီးတော့သူ့ရဲ့ခွေးကဂျာဗက်စ်ကိုဝင်ကြိုက်ပြီးတော့ ရဲမှုကလည်းတနက်နဲ့ထိုးချိန်က Charles တို့ကိုပြန်လည်ဖမ်းဆီးဖို့စီစဉ်ပါရီအဲအချိန်မှာတော့ဒေးဗစ်ဘော်ကနေပြီးတော့ချောင်းမြောင်းနေတဲ့လက်သုံးချောင်းကဒေသားဂျုံနဲ့ရဲပါဇက်သေးကိုပြစ်ချလိုက်ပြီးတော့တတ်လိုက်ပါရီ Charles ကကြာနေတဲ့တနက်ကိုကောက်ယူလိုက်ပြီးတော့နေကိုချိန်လိုက်ပါရီအခုတော့သူကခုနကတည်ထားတဲ့ပတ်စံတွေကိုတည်ဖို့အတွက်စိတ်ပြောင်းသွားပါရီအဲအချိန်မှာ flight ကငွေတို့တွေကိုနိုင်တဲ့လောက်တည်ပြီးတော့ထွက်ပြေးဖို့ပြင်နေပါရီ Charles ကအချိန်မီရောက်လာပြီးတော့သူ့ကိုတနက်နဲ့ပြစ်မလို့လှုပ်တဲ့အချိန်မှာလက်သုံးချောင်းက Cody Dublin Cody Dublin ကိုမီးရှို့ပြီးတော့ flight ကိုပြစ်ပေါက်လိုက်ပါရီအဲ့ဒီမှာလူရောပတ်စံတွေရောအကုန်လုံးမီးလောင်သွားပါရီ သူတို့ကအဲ့ဒီနေရာကနေထွက်ပြေးလာခဲ့ပြီးတော့တနည်းအားရောက်မှာတော့လက်သုံးချောင်းရဲ့ကားရထားတာကိုမြင်လိုက်ရပါပြီ။ဒီတခါမှာတော့ Chavez ကအဲလက်ကိုကားစီကိုအတင်းသွားခိုင်းပါတယ်။အဲလက်ကလည်းလက်သုံးချောင်းရဲ့ဖန်ဆီမှုကိုခံလိုက်ရပြီးနေကအနောက်ကနေလိုက်ပြီးတော့ကဲမဲလှုပ်တဲ့အခါမှာ Chavez ကအသွားမခံပါဘူး။အဲဒီချိန် Brandon က Chavez ရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်။ Chavez ကလည်းသတိမေ့သွားပြီးတော့သူတို့လည်းဒီမှာပဲလမ်းခွဲပြီးတော့ထွက်ပြေးကြပါတယ်။နေကတော့ Alex ကိုကယ်ဖို့အတွက်အနောက်ကနေလိုက်သွားပါတယ်။လက်သုံးချောင်းက Alex ကိုအမဲဖြတ်ဖို့အတွက်ကြိုးရင်နဲ့ချီနှောင်လိုက်ပါပြီ။သူမရဲ့အနီးနားမှာ ရဲမေလင်းရဲ့အလောင်းကိုကျိုးနဲ့ချီထားတွေ့လိုက်ရပြီးတော့သူမရဲ့အသားတွေကိုလှိဖြက်စားတောက်ထားတာကိုလည်းတွေ့လိုက်ရပါတယ်။ဘရန်ဒန်ကတော့အသက်ဘေးကနေလွတ်အောင်ပြေးနေပြီးတော့ရုတ်တရက်ပဲချားဗက်စ်ကရောက်လာကသူ့ကိုတတ်ပြစ်လိုက်ပါတယ်။လက်သုံးချောင်းကလည်းချားဗက်စ်ကိုတိုက်ခိုက်ဖို့ရောက်လာခဲ့ပြီးတော့သူတို့ချင်းချင်းအသေးချေတိုက်ခိုက်နေကြပါတယ်။ချားဗက်စ်ရဲ့လက်ချက်ကြောင့်မလို့လက်သုံးချောင်းလေးလဲကျသွားပြီးတော့ချားဗက်စ်ကလက်သုံးချောင်းရဲ့မျက်နှာကိုပို့ပြီးတော့ရုပ်ဆိုးအကြီးတန်းအောင်အားရပါးရိုက်တက်လိုက်ပါတယ်။ဒါပေမဲ့လည်းတော်တော်လေးကိုအသက်ပြင်းတဲ့လက်သုံးချောင်းကမသေးသေးမင်းနဲ့ရုတ်တရက်ချားဗက်စ်ကိုထပြီးတော့တတ်လိုက်နိုင်ပါတယ်။ သူဟာအောင်ဒီအောင်သားဖြစ်ချားဘက်ရဲ့အုံနောက်တွေကိုအားရပါရဩဂလီဆန်အောင်စားတော့ပွဲကိုအောင်မဲခံလိုက်ပါရီနေကတော့ရဲခွေးလေးနဲ့ပြန်လဲဆုံသွားခဲ့ပြီးတော့ခွေးရဲ့အကူကြီးနဲ့ Alex ကိုချုပ်ထားတဲ့နေရာစီကိုရောက်သွားခဲ့ပါရီသူဟာ Alex ကိုလွတ်ပေးပြီးတော့နေရာကနေထွက်ပြေးမလို့လုံနေတုံးပါပဲလက်သုံးချောင်းကပြန်လဲရောက်ရှိလာပြီးတော့သူတို့ကိုတိုက်ခိုက်ပါရီလက်သုံးချောင်းကပစိမ့်နဲ့နှိတ်ကိုခုတ်တက်မလို့လုံနေတုံးမှာ Alex ကအနောက်ကနေပြီးတော့တသားဂျူကြီးနဲ့လက်သုံးချောင်းကိုထိုးလိုက်ပါရီအဲဒီနောက်သူတို့က truck ကနေမောင်းပြေးလာစီမှာလက်သုံးချောင်းကမတည်သေးဘဲနဲ့ပြန်လဲပေါ်လာပါရီ သူကဘတ်စကားဘောကိုခုံတက်ပြီးတော့ next ကိုဖမ်းချုပ်လိုက်ပါရီဒီနေရာမှာရင်းလုံထွေးကြရင်နီကားအစ်ပစ်တပင်ကိုဝင်တိုက်မိသွားခဲ့ပါရီကားကမီးစားတင်လောင်ကျွမ်းနေချိန်ဘရန်ဒန်ရောက်လာခဲ့ပြီးတော့နေနဲ့ LS ကိုကားထဲကနေပြီးတော့ကယ်ထုတ်လိုက်နိုင်ပါရီလက်သုံးချောင်းကနေကိုဗတ်စိန်နဲ့ပြေးခုတ်တဲ့ခါမှာတော့နေကသူ့ရဲ့လက်နက်နဲ့သူ့ကိုပြန်ပြီးတော့တိုက်ခိုက်လိုက်ပါရီသူကလက်သုံးချောင်းကိုကားရှိဘုံပေါ်မှာပြည့်တင်လိုက်ပြီးတော့မကြခင်မှာတော့ကားပေါက်ကွဲမှုနဲ့တူတူအဲ့ဒီလက်သုံးချောင်းလည်းတေးသွားခဲ့ပါပြီအဲဘရန်ဒန်ကတော့သူ့လမ်းသူခွဲသွားပြီးတော့နေနဲ့ LS ကိုရှိရစီကိုမကြခင်ရဲတွေရောက်လာခဲ့ကြပါပြီ တို့လွတ်မြောက်သွားခဲ့ကြပါပြီ။နောက်ရမှာတော့နေကတို့တို့ဖော်ထားခဲ့တဲ့ငွေကိုသွားပြီးတော့ယူပါရီ။ဒါမဲ့လေ Brandon နဲ့အကြံတူနေပြီးတော့သူဟာ Brandon ရဲ့လက်ချက်နဲ့တည်သွားခဲ့ပါပြီ။ Brandon ကလည်းတယောက်တည်းကြံတော့ရီဆိုပြီးတော့ပတ်စံလေးကိုယူနေတဲ့အချိန်မှာနောက်ထပ်မိစာတကောင်ကအနောက်ကနေရောက်လာခဲ့ပါရီ။ဒီလူတက်ကောင်ကတော့ဘသူပဲဝါဆိုတာစဉ်းစားခံနေပါရီ။နောက်ပြီးတော့ Brandon ရဲ့ကံညမာကလည်းဘသူမှမသိနိုင်ပါဘူး။ပြီးတော့လေဇကားလေးကဒီမာရီမဲ့ပြီးဆုံးသွားပါရီ။ကဲအဲဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရီခင်ဗျာ။ နောက်ထပ်မှာလေးပဲရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစင်းဆက်မပြတ် recap များနဲ့တင်ဆက်ပေးဦးမှာမလို့ကျွန်တော်ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါခင်ဗျအားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ ZD for you ရဲ့ wine တော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးလေးကြည့်ရှုပေးကြရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ